မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကဒေါ်လာ3သန်းတုံးတွေအမေရိကန်လော်ဘီကုမ္ပဏီတချို့ငှားရောင်းဝါဒဖြန့်လာမှုကိုစန့်ကျင်ရန်မြန်မာအတိုင်းဝိုင်းနဲ့မဟာမိတ်အဖွဲ့တရာကျော်ကအမေရိကန်ကွန်ကရက်တို့တရားဝင်စာပေးပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအခြေစိုက်မြန်မာအတိုင်းဝိုင်းအဖွဲ့အစည်းများနှင့်မဟာမိတ်အဖွဲ့အစည်းပေါင်း၁၀၀ကျော်က မြန်မာစစ်အာဏာသိမ်းအဖွဲ့အမေရိကန်လော်ဘီငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းချင်းကိုအမေရိကန်ကွန်ဂရက်ကစန့်ကျင်ပေးရန်တရားဝင်စာရေးသားပေးဖို့တောင်းဆိုလိုက်ကြပါတယ်။မြန်မာစစ်တပ်ကအမေရိကန်လော်ဘီများကိုငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းလာမှုကိုအတိကထားခန့်ကွက်ကြကြောင်းအမေရိကန်ဒေါ်လာ3သန်းကျော်အသုံးပြု၍လော်ဘီငှားရမ်းမှုကိုစန့်ကျင်ရန်အမေရိကန်ကွန်ဂရက်သို့တောင်းဆိုသည့်အိတ်ဖွင့်ပေးစာပေးဖို့ခဲ့ကြောင်းအမေရိကန်ခြေဆိုင်မြမဖွဲ့စည်းများမှတာဝန်ရှိသူများကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါအိတ်ဖွင့်ပေးစာကိုအောက်တိုဘာ28ရက်ရက်စွဲဖြင့်အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီနှင့်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီတို့ထံသို့လိမ့်မှုပေးပို့ခဲ့သည်ဟုသိရပါသည်။အမေရိကန်ကွန်ဂရက်သို့ပေးပို့သည့်အိတ်ဖွင့်ပေးစာတွင်အကြံဖတ်စေအုပ်စုကလူမျိုးတုံးတက်ဖြတ်မှုကျူးလွန်ထားမှုနှင့်တရားမဝင်သောပုံရိပ်ကိုအဖက်ဆင်နိုင်ရန်နှင့်လိင်လင်းလှည့်ပြားသည့်ရွှေကောက်ပွဲကိုအမေရိကန်အကျိုးစီးပွားအတွက်ဟုမှားယွင်းစွာအကြောင်းပြရန်အမေရိကန်ခြေစိုက်လော်ဘီကုမ္ပဏီများကိုအမေရိကန်တန်ဒေါ်လာ3တန်ခန့်အသုံးပြု၍ ငားရမ်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါလှုပ်ဆောင်ချက်အပေါ်မြမအတိုင်းဝိုင်းနှင့်မဟာမိတ်များကများစွာစိုးရိမ်ပူပန်လျက်ရှိပါသည်ထို့ပြင်အကြံဖတ်စရုပ်စုသည့်ရွေးကောက်ပွဲကိုရင်းနှီးမြှုပ်နှံမှုနှင့်ခူးတန်းရောင်းဝယ်ရေးအတွက်တည်ငြိမ်သောပတ်ဝန်းကျင်ကိုပြန်လည်ဖန်တီးပေးနိုင်မည်ဟုသောမှားယွင်းသောဇာတ်လမ်းကိုဖြန့်ဝေနေကြောင်းလက်တွေ့တွင်မူစစ်တပ်တည်သာနိုင်ငံတွင်တည်ငြိမ်မှုမရှိခြင်းနှင့်စီးပွားရေးပြန့်ဝင်ခြင်းတို့၏အကြီးမားဆုံးသောတစ်ခုတည်းသောအရင်းအမြစ်ဖြစ်ကြောင်းအကြံဖတ်အာဏာသိမ်းအဖွဲ့သည်ပြည်သူများ၏ခုခံတော်လှန်မှုကြောင့်နိုင်ငံ၏နေမည်15ရာခိုင်နှုန်းကျော်ကိုသာ ထိန်းချုပ်ထားနိုင်သည့်အတွက်ရွေးကောက်ပွဲသည်လည်းကြီးမားသောကြာရှုံးမှုတစ်ခုထပ်မံဖြစ်ပေါ်လာမည်ဖြစ်သည့်အပြင်ရွေးကောက်ပွဲကိုအတုံးချပြီးစေအုပ်ချုပ်ရေးအခိုင်အမာတည်ဆောက်ရန်သာရည်ရွယ်ထား၍နိုင်ငံတော်အကြံဖတ်မှုများသာပုံမှုဖြစ်ပွားစေမည်ဖြစ်ကြောင်းဟိတ်ခွင့်ပေးစာတွင်ဖော်ပြချပါသည်။ထို့ပြင်အကြံဖတ်စစ်တပ်ငားရထားသည့်လော်ဘီသမားများကမြန်မာနိုင်ငံ၏ရှားပါးမြေတရားစတာများရရှိရေးဂတိပြုနေခြင်းသည်လည်းအနှစ်သာရမရှိကြောင်းအဆိုပါတရားစတာများသည့်ခုခံတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော နေဆက်ဒေတာများတွင်ရှိနေပြီးစေအုပ်စုကတတ်ထုတွင်များနှင့်ဒေယူပို့ဆောင်ရေးလမ်းကြောင်းများကိုမထိန်ချုပ်နိုင်ကြောင်းအကြံဖက်စေအုပ်စုမှရုရှားနှင့်တရုတ်နိုင်ငံတို့ထံမှစီရေးပန်းနာရေးနှင့်တန်တမာရေးအခောက်အွက်များကိုမိခိုနေရသည့်ကိုအိတ်ဖွင့်ပေးစာတွင်ထောက်ပြချကအာနာသိန်းအဖွဲ့ကိုထောက်ခံကြသည့်မြန်မာနိုင်ငံအပေါ်တရုတ်၏ဩစာလွှမ်းမိုးမှုကိုပုံမှုခိုင်မာစေမည်ဖြစ်ကြောင်းသတိပေးထားပါသည်ထို့ကြောင့်အမေရိကန်ကွန်ဂရက်အနေဖြင့်အာနာသိန်းအဖွဲ့၏ဝါဒဖြန့်ချိမှုများနှင့်လော်ဘီတိုးပန်းမှုများကိုပြက်ပြက်သားသားပယ်ချရန်နှင့် ဖာမာအက်အပါဝင်မကြသိမီကအတည်ပြုထားသည့် Great Pharma အနေအခြားဥပဒေကြမ်းများမှမူဝါဒများကိုဆက်လက်ထောက်ခံရန်အိတ်ခွင့်ပေးစာတွင်တိုက်တွန်းထားပါသည်။ဆက်လက်ပြီးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနှင့်အရေးယူခံရသူတရားနီးပါးရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲကိုဖျက်ပြားစေဖို့နှောက်ရဟန်တာဖြတ်စည်းတာတွေလှုပ်ဆောင်ခဲ့တဲ့ဆွဆွေးချက်နဲ့အမှုဖွင့်အရေးယူခံရသူတရားနီးပါးရှိလာတယ်လို့စစ်ကောင်မရှင်ရဲ့စာရင်းတွေအရသိရပါတယ်။ ရွှေကောက်ပွဲဝါဒဖြန့်ဇလန်နဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်ဝေဖန်ရေးသားတာလက်ရီရဲ့ပေးတာတွေလောက်ခဲ့တဲ့ဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးတို့ကိုစစ်ကော်မရှင်ကဇက်တိုက်ဖမ်းဆီးအရေးယူခဲ့ပြီးအခုလဇန်းမှထပ်တိုးအရေးယူမှုတွေလှုပ်လာတာပါဒါကြောင့်ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့အထိစစ်ကော်မရှင်ထုတ်ပြန်ခဲ့တဲ့အရေးယူခံရသူ88ဦးကနေနောက်ထပ်9ဦးရှိလာတဲ့အတွက်ရွှေကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူခံရသူ65ဦးရှိလာပါတယ် အထွေထွေရွေးကောက်ပွဲတွေကိုပြက်ပြားစေဖို့ရည်ရွယ်ပြီးနှောက်ရှက်ဟန်တာဖြက်စည်းတာတွေပြုလုပ်သူခွန်နဲ့ဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူခဲ့တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနိုဝင်ဘာ3ရက်နေ့မှာသတင်းထုတ်ပြန်တာပါအမှုဖွင့်ခံရသူခွန်နဲ့ဦးဟာ PDF အဖွဲ့ဝင်တယောက်ကိုဖုန်းကနေတဆင်ရွေးကောက်ပွဲကိုနှောက်ရှက်ဖြက်စည်းရမယ်လို့ရေးသားပေးပို့တာဖန်အံမျိုးနယ်ရှိကြံခိုင်ရေးပါတီကလွှတ်တော်ကိုစိလဲလောင်တအူးရဲ့ဓာတ်ပုံနဲ့စာသားပါ V9 စိုင်းပုတ်ကိုစုပ်ဖြဲတာလုပ်ခဲ့တယ်လို့ဆိုပါတယ် ။ဒါအပြင်မြို့နယ်ရွှေကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုဆဲဆိုချင်းချောက်ထိုးကြိတ်တောင်းလူမှုကွန်ရက်ဆိုင်မျက်နှာတွေမှာရွှေကောက်ပွဲပညာပေးဆက်လက်နဲ့ပတ်သက်ပြီးပြည်သူတွေထင်မြင်လွယ်မှစေဖို့စန့်ကျင်လှုပ်ဆော်တဲ့စာရီရေးသားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖန်စီအရေးယူခံရတဲ့သူ9ဦးဟာအမျိုးသားအမျိုးသမီးတွေဖြစ်ကြပြီးအဲ့ဒီထဲမှာအသက်15နှစ်အရွယ်အမျိုးသားတအုပ်လဲပါဝင်ကဧရာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကဒေသခံတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ရွှေကောက်ပွဲပြပြအောင်ကိုတိလက်ရောက်နှောင်ရှက်ဟန်တာဖျက်ဆီးသူတွေကိုရွှေကောက်ပွဲကောက်ပွဲရေးဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားပြီးလူမှုကွန်ရက်တွေကနေတက်ဆင့်စန့်ကျင်လှုံ့ဆော်ခဲ့သူတွေကိုတော့အဲ့ဒီဥပဒေပါပုံမှန်23ကကြီးနဲ့အရေးယူထားတာပါရွှေကောက်ပွဲကောက်ပွဲရေးဥပဒေနဲ့အရေးယူခံရသူတွေကိုပုံမှန်23ကကြီးအရာဘယ်သူမှစိုးတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်အနည်းဆုံး3နှစ်ကနေ9နှစ်ထိချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ် အဲ့ဒီဥပဒေပါပုံမှန်24ကကြီးမှာတော့ဘယ်သူမှဆိုပုံမှန်ခွဲပါတားမြစ်ချက်တရရက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရရင်ထောင်နဲ့အနည်းဆုံး3နှစ်ကနေအများဆုံး8နှစ်အထိချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ဖော်ပြပါတယ်စစ်ကော်မရှင်ခန့်ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လုံဆော်ဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူဖို့ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်ပြောဆိုထားတာပါ Data for Myanmar ရဲ့အချက်အလက်တွေအရ2022ခုနှစ် February ကနေ2025ခုနှစ် October လအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကော်မရှင်ကိုစန့်ကျင်ဝေဖန်ပြီးလူထုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရသူ1993ဦးရှိခဲ့ပါတယ်ဆလပီတရုတ်ရဲ့ရန်လိုမှုကိုတံပြန်ရေးအာဆီယံနိုင်ငံတွေစီးလုံးညီညွတ်ကြဖို့အမေရိကန်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တောင်တရုတ်ပြည်လေအတွင်းတရုတ်ရဲ့ရန်လိုမှုတွေကိုတံပြန်ရမှာ ဒရုန်းနှီးပညာတွေအသုံးပြုတာအပါအဝင် ပင်လယ်ရေကြောင်ခင်းလဲမှုမှာဘူပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့ပင်တဂွန်အကြီးအကဲကအာဆီယံနိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်။စူးစီးထားသောရေကြောင်ဆိုင်ရာကွန်ရက်တစ်ခုနဲ့ချင်းချောက်မှုတွေကိုတံပြန်မဲ့ပူးတွဲစွမ်းရည်တွေဖော်ဆောင်ကြဖို့နိုဝင်ဘာတရက်ကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံကာကွယ်ရေးဝင်ကြီးတွေနဲ့အစည်းအဝေးမှာ၎င်းကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့ရေပိုင်နက်တွေနဲ့တောင်တရုတ်ပင်လယ်ပြင်မှာချင်းချောင်းမှုအနောက်ရှက်ပေးမှုနဲ့တရားမဝင်လှုပ်ရှားမှုတွေဖြစ်ပွားနေပါတယ် ကျွန်တော်တို့တရုတ်နဲ့ပြည်ပခမဖြစ်လို့ပဲမယ်တရုတ်ကကျွန်တော်တို့ကိုမလွှမ်းမိုးအောင်လှုံ့ဆော်ရပါမယ်လို့သူကဆိုပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီချင်းဖင်တို့သဘောတူညီချက်တရရရှိပြီးနောက်သူကအခုလိုမှတ်ချက်ပြုတာပါအော်တိုဘာလ31ရက်ကတရုတ်ကာကွယ်ရေးဝန်ကြီးဒေါင်ချန်နဲ့တွေ့ဆုံစဉ်ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်ဝန်းကျင်မှာတရုတ်ရဲ့ရေတပ်ဆိုင်ရာလှုပ်ရှားမှုကိုအလွန်အမင်းစိုးရိမ်ကြောင်း PHSC ကထုတ်ပေါ်ပြောခဲ့ပါတယ် တရုတ်ကမ်းခြေစောက်တပ်ဖွဲ့ပိုင်တင်မောတွေကရေအမြောက်နဲ့ဖိလစ်ပိုင်တင်မောတွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်တွေကိုကိုးကားပြီး၎င်းကပြောကြားခဲ့တာပါအမေရိကန်နဲ့တရုတ်ကြားတွဲဆုံဆွေးနွေးမှုကို၎င်းကအချို့ဆိုခဲ့ပေမယ့်အငင်းပွားဆက်ကဘရော့တောင်ဆွေအားတရုတ်ပိုင်နဲ့အဖြစ်သတ်မှတ်မှုကိုမမျှတဘူးလို့ပြောခဲ့ပါတယ်။ကုန်ကြစရိတ်နဲ့အန္တရာယ်နှဲပါစွာဖြင့်ကင်းလက်ဆောင်ချက်မှုတိုးမြှင့်ဖို့ဝေဟင်ရေအောက်ဒရုန်းတွေအပောက်ပင်မောင်းသူမဲ့ဒရုန်းစနစ်တွေပူရွက်ဖော်ဆောင်ဖို့လေသူကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့ဒီနည်းပညာကိုမဟာမိတ်တွေ မိဖက်တွေကိုမျှဝေလိုတဲ့ဆန္ဒရှိပါတယ်လို့ Pete Hapsack ကပြောပါတယ်။ဆက်လက်ပြီးစစ်ကောင်းဆောင်က၎င်းတဲ့သည့်မာရဝီဇီယာဖခင်လူစီကားယံအမိန်ပေးစည်းရုံးနေပြီးရွေးကောက်ပွဲမတိန်ဆောင်ယံဖခင်ကုကုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကမြန်မာနိုင်ငံတွင်ခိုင်ခံမှုအရှိဆုံးဟုကြွားလုံးထုတ်နေသည့်၎င်းတဲ့ထားသောမာရဝီဇီယာကျောက်စင်းတူဖခင်၌လူစီကားစည်းရန်နှင့်လာမီရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရည်ရွယ်ပြီးဖခင်ကုကုနေကြောင်း တရင်ရင့်မြင့်များအရာသိရပါတယ်။အဆိုပါဖျားတွင်လူစီကားစစ်ရန်ပွဲလန့်သပင်များဖြင့်စီယုံတိမ်တွင်လှောက်ဆောင်လျက်ရှိသည်ကိုလည်းတွေ့ရပါတယ်။ကဘာပေါ်ရှိစကြင်ကြောက်သားထိုင်တော်မူဖျားများအနေညံတော်အမြင့်ဆုံးဟုစစ်ကော်မရှင်ကထုတ်ပြန်ပြောဆိုထားတော်လဲမာရဝီစီယဖျားကိုစတင်တဲချိန်မှစ၍စစ်ကော်မရှင်လက်အောက်ခံနန်းစီရန်ဝန်ထမ်းများမှမကြာခဏဆိုသလိုမဖြစ်မနေလာရောက်ဖူးမြော်နေရကြောင်းတရင်ဌာနကစုံစမ်းသိရှိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံသို့လာရောက်သည့်နိုင်ငံတကာမှအဖွဲ့အစည်းများ ၎င်းတို့နှင့်နီးစပ်သူများအပြင်ចောင်းသားចောင်းသူများကိုပါခရီးစဉ်စရိတ်ငိမ့်ဖြင့်ပို့ပေးနေပြီးမြမရိုးရပွဲလန်းတပင်များကိုလည်းအဆိုပါဖျားတွင်ပင်အဓိကထားပြုလုပ်လျက်ရှိပါတယ်။အဆိုပါဖျားကိုစီကားစေရန်လှုပ်ဆောင်နေမှုအပြင်မကြာမီ၎င်းတို့ပြုလုပ်သွားရန်စီစဉ်နေသောရွေးကောက်ပွဲအတွက်ပါရည်ရွယ်ရွေးစိုးရိမ်စိတ်များဖြင့်ဖျက်ခုခုနေသည်ကိုတက်တွင်တရင်အရာကြားသိရကြောင်းစီရီယံဘိုကြီးစင်ရောကဆိုပါတယ်။သူ့အနေနဲ့ရွေးကောက်ပွဲတွေအတင်းဆောင်ဖြစ်လာမလား။ လုံနေရင်နဲ့ဘယ်နေရာတွေကဘာတွေဖြစ်အောင်မလဲစတာတွေစိုးရိမ်နေတယ်။အဲ့ဒါမို့ဖယက်ကုကုနေတာလို့တပ်ဘက်ကလူကြီးတွေစီကနေကြားသိရတယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ်။အာနာသိမ့်ပြီးနောက်ယာယီသမရာဟုမိမိကိုကိုသုံးနှုံးသေးသောစေကောင်းဆောင်သည်ငွေကြေးတန်းပေါင်းများစွာကုန်ကျခံသုံးဆွဲ၍၎င်းတို့ယုံဆက်ရနေပြီးတော့ဒက္ခိနာတိတိမျိုး၌ရှင်ဖျားကိုတီထားပြီးအမြဲဆိုသလိုဂုံယူပြောလေးရှိပါရယ်။ ရှင်းပြင်းစစ်ကောင်းဆောင်သည်အင်အားပြင်းစကိုင်းနှင့်လှုပ်ခတ်ခြင်းကလည်းမာရဝီဇယဖျားကိုသွားရောက်ပြီးလေပြင်းတန်၊မြင်းကလျင်တန်နှင့်တဘာဝဘေးတန်တို့ခံနိုင်မှုရှိစေရန်တိစောက်ထား၍ထိခိုက်မှုနည်းပါးခြင်းဖြစ်ကြောင်းကြွားဝါပြောဆိုခဲ့ပါသည်။